အလုံးမင်္ဂလာပါရှင်အရင်းညာကဆရာမပြောပြတာကကြတော့เนาะကိုယောက်ျားကိုချစ်တော့ချစ်တယ်၊ကွယ်လို့မကွယ်နိုင်ဘူးယောက်ျားကလည်းအာပြောမယ်ဆိုလို့ရှိရင်ပိုကောင်းတဲ့အခြေအနေတစ်ခုကိုလည်းပြောင်းလဲပေးခြင်းလည်းမရှိဘူးဒါပေမဲ့ကိုကိုယ်တိုင်ကလည်းမကွယ်နိုင်တော့ဘူးဆရာမဘာသာရေးရဲ့အဆုံးအမလေးတွေနဲ့เนาะကိုယ်စိတ်ကလေးကိုဘယ်လိုပြုပြင်ပြောင်းလဲယူလို့ရှိရင်စိတ်အေးချမ်းမှုရမလဲဆိုတာလေးကိုဆရာမမင်းရ ပုံစံလေးတစ်မျိုးလေးနဲ့ပြောပြခဲ့တယ်ပေါ့နော်ဒီနေ့ဆရာမနောက်ထပ်ပုံစံတစ်မျိုးနဲ့ပြောပြမယ်နောက်ထပ်ပုံစံတစ်မျိုးနဲ့ပြောပြမယ်ဆရာမရေကျမတို့ကနော်အာဟိုပေါ့တရားရနေသူလည်းမဟုတ်ဘူးအာဒီပေါ့နော်တရားသဘောနဲ့ဆင်ကျင်ပြီးတော့မှလည်းပြောင်းလဲပြီးတော့မှကိုယ်စိတ်ကိုပြောင်းပြီးတော့လည်းမယူနိုင်ဘူးမပြောင်းလဲနိုင်ဘူးပေါ့ဘူပူလောင်မြဲပဲဘူလောင်နေတုံးပဲပေါ့အဲ့လိုမျိုးဆိုရင်ဆရာမတို့နောက်တစ်မျိုးလေးပြောင်းပြီးမှစဉ်းစားကြည့်အောင်နောက်တစ်မျိုးလေးပြောင်းစဉ်းစားကြည့်အောင် ဒါလည်းအခုပြောတဲ့ဇာတ်ကားကလည်းအိမ်အောင်မပြူဝဲခြင်းနဲ့မိန်းမတွေတို့ကပဲပြောတာเนาะအိမ်အောင်မပြူဝဲခြင်းနဲ့မိန်းမတွေတို့ပဲယောက်ျားဘလောက်မကောင်းမကောင်းအိမ်အောင်မပြူခွဲခြင်းမူဆက်သွားခြင်းဤတော့မဲဆိုတဲ့မိန်းမတွေတို့ကပဲပြောတာအဲ့တော့ခါကြတော့ဒီတစ်ခါကျဆရာမတို့ဘယ်လိုစဉ်းစားမလဲဆိုရင်စီဝါရီတို့အတွက်ရအောင်เนาะကိုယောက်ျားတယောက်ကိုအိမ်အောင်တဲ့ကိုယောက်ျားကိုယောက်ျားတယောက်လိုမမြင်မင်းနဲ့စီဝါရီအမြင်နဲ့ကြည့်ကြည့်အောင်ဒီယောက်ျားတယောက်ကိုငါ အတူဆက်ပြီးလက်တွဲသွားခြင်းကငါ့အတွက်အကျိုးမြတ်ဘလောက်ရှိတယ်လဲပေါ့ဒီလိုလေးစဉ်းစားကြည့်မယ်เนาะတယောက်ကြားတယောက်နဲ့ငါဆက်ပေါင်းရင်ငါ့အတွက်ဘလောက်အကျိုးရှိနိုင်တယ်လဲဆိုတာလေးကိုကျွန်တော်တို့စီးပွားအတွက်လေးတွက်ကြည့်လိုက်မယ်စီးပွားအတွက်လေးတွက်ကြည့်မယ်ဆိုရင်ဆိုပါစို့တယောက်ကြားကတော့သူ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 နေချင်လို့နေနေတယ်သူကသူဟိုဖောက်ပြန်ချင်လို့ဖောက်ပြန်နေတယ်သူပျော်သလိုနေနေတယ်တို့ပြီမယ်ကိုယ်နဲ့ကိုမိသားစုအတွက်စောင့်နေရေကိုဖူလုံအောင်သူဒီဖြည့်စည်းနေတယ်เนาะနောက်တစ်ခုကိုယ်နဲ့ ဒီဘက်ကကိုရဲ့မိဘအတိုင်းဝိုင်းเนาะကိုမောင်နှမဒါချင်းဟိုပါသူစောင့်ရှောက်မှုလည်းပေးနေသေးတယ်เนาะအဲ့လိုနေထိုင်မှုလည်းရှိနေသေးတယ်ဆိုလို့ရှင်တော့ရှင်းရှင်းလေးပဲလေเนาะရှင်းရှင်းလေးပဲဆရာမတို့ကကိုဘာမှเนาะပင်ပင်ပန်းပန်းစီးဝါရှာရှာမလို့ပဲနဲ့တလောက်9သိန်းရရ10သိန်းရရเนาะရတာအမျက်ပဲเนาะရတာအမျက်ပဲအဲ့တော့အဲ့ဒီစိတ်နဲ့သာနေလိုက်တော့โอเคဘသူကငါ့ကိုပတ်စံအလကလာစင်လာစင် အလကဘသူကငါ့ကိုပတ်စံလာပြီးမှလဲ तू မပေးဘူးဆိုရင်ခွက်ကိုပဲ ရှာဖွေလုပ်ကိုင်စသောက်အောင်ပဲမဟုတ်ဘူးလားအဲ့ဒီခါကျတော့သူပေးတာအကုန်လုံးကိုအမျက်ဆိုပြီးမှယူတာယူထားလိုက်တော့သူနဲ့ပတ်သက်ပြီးဘာမှမခံစားနိုင်နဲ့နော်နောက်တစ်ခုကကျတော့ဒီကိုယောက်ျားကနော် အဲဒီလိုရမိုးလာရင်သူမဟုတ်ဆိုပြောသလိုအင်းတော်ရေးသူကသူအပြင်မှာတော့ပြီးပျော်ပါလာပြီးပြီဆိုရင်အဲ့ကိစ္စလို့တော့ပြောရင်ရက်တော့လာလို့တော့ပြောရင်သူမဟုတ်သူပေါ့နော်ကိုမကြိုက်တာတခုလောက်လာတော့ကိုပြောလိုက်လို့စကဲသူကပြန်ပြီးမှကိုကိုနစ်နာအောင်စိတ်ဆင်းရဲအောင်စကလုံးကျန်တဲ့နာနေပြောရတော့လကောက်သူမဟုတ်ကိုကိုကိုဒီလက်ရောက်နော်တော့ပရိုက်နိုင်ရဲ့လုတ်တက်တာမျိုးသူလကောက်လုံးဝအဲ့လိုမျိုးမဖြစ်စေနဲ့ပြောချင်တာကိုသားနာမခံနဲ့ရိတ်လည်းမခံနဲ့ နော်သူ့သူရက်တော့တယ်လားခြေတော့တော့တီအောင်တော့နော်သူတောက်ရင်သူ့အတူဖြစ်မှာသူဒုက္ခနဲ့သူပဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးခံစားပြီးမှထပ်ပြီးရံမဖြစ်နဲ့ရံဖြစ်လို့သူ့လုံရင်ကိုခံရမှာဆိုရံကိုဖြစ်မခံနဲ့နော်ရံလည်းဖြစ်မခံနဲ့တွားလည်းမပြောနဲ့ပြောလည်းမပြောနဲ့စိတ်လည်းဝင်စားနဲ့ပြစ်ထားလားသူ့အောက်ကသူ့ကနဲ့သူသူ့သူချိန်တန်းကျိုးပေးသွားလိမ့်မယ်နော်ကိုကတော့ကိုကကိုကောင်းမွန်တဲ့လမ်းကြောင်းလေးကိုပဲကိုကပြောပြတန်းတန်းနဲ့ကိုကကိုကောင်းကောင်းမွန်မွန်ဆက်ဆောင်နေလို့ရတယ် ဒါကနော်ထပ်ပြောဦးမယ်ဘလောက်ဆိုးဆိုးเนาะတယောက်ကြဘလောက်ဆိုးဆိုးမကွာခြင်းမဟုတ်ဆိုရဲမိမကြီးတွေ့ပြောတာเนาะအဲ့ဒါဆိုရင်เนาะကိုနစ်နာမရဘာမှမလုပ်နဲ့ရန်လည်းမဖြစ်နဲ့စိတ်ဒုက္ခလည်းရောက်မခံနဲ့เนาะသူ့ကိုလည်းထဲလည်းမခံစားနဲ့ဒါပေမဲ့သူ့ပေးသည်များအကုန်ယူသူ့ပေးတဲ့ဟာနဲ့တိုးပေါင်းဆက်ပြီးကြိုးစားကိုမိသားစုဘဝရည်တည်လို့ရအောင်เนาะသူနဲ့ကိုနဲ့စကားများလို့ရန်ဖြစ်လို့ရှိရင် ကိုနစ်နာတယ်ကိုကို့အတွက်ဟိုစိတ်ဆင်းရဲကိုဆင်းရဲဖြစ်เสียရှိရဆိုရင်ရန်လည်းမဖြစ်နဲ့စကားလည်းမများနဲ့အဲ့ဒီရန်ဖြစ်เสียလမ်းကြောင်းဘောကိုမသွားနဲ့ပြောချင်တယ်အေးအတိုင်းနေမယ်ဆိုရင်နေလို့ရတယ်ပေါ့နော်နောက်ဆုံးဟိုရုပ်ဆွာအဆုံးပြောရမယ်ဆိုလို့ရှိရင်နောက်ဆုံးဒီယောက်ျားတစ်ယောက်စီကနေပြီးမှကိုပါရနိုင်လေနော်ဒီယောက်ျားတစ်ယောက်ကကိုရဲ့ sexual partner တစ်ယောက်အနေနဲ့နော်ကိုဆန္ဒရှိတဲ့အချိန်မှာ အတူတူနေဖို့ရအတွက်အသုံးချလိုက်ရတယ်ယောက်ျားတစ်ယောက်လုံးပဲခေါင်းထဲမှာထည့်ထားရင်တော့နောက်ဆုံးရတယ် ဒါနောက်ဆုံးပိတ်အနေနဲ့စဉ်းစားတာလို့ပြောရအောင်လုံးဝမကွဲကျင်တဲ့မိမလို့ပြောတာအဲ့တော့အရေးကြီးဆုံးကတော့ကွဲသည့်ဖြစ်စီမကွဲသည့်ဖြစ်စီကိုယ်စိတ်လေးတွေနော်မညင်နွမ်းဘူးကိုယ်စိတ်လေးတွေနော်စိတ်ဆင်းကိုယ်ဆင်းမဖြစ်ဘူးကို့အတွက်ကွဲခြင်းကလည်းကို့အတွက်အကျိုးရှိရမယ်မကွဲဘဲနဲ့အတူဆက်သွားနေရင်လည်းမကွဲဘဲနဲ့အတူဆက်သွားခြင်းလည်းကို့အတွက်အကျိုးရှိရမယ်ဒါကိုပြောချင်တာနော်အဲ့တိုင်းသွားလို့ရှိရင်ရည်ရှိဆက်သွားလို့ရတယ်ကိုယ်စိတ်လေးဟုတ်တော့ပြင်မခံနဲ့